ားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့မှာတော့ငါပြောသည့်စာချင်းရာအစာအိမ်ကန်စာနဲ့အနာတွေကိုကာကွယ်နိုင်တဲ့အကြောင်းပြပြပေးချင်ပါတယ်။လေးလာမှုတွေရာဒီနေ့မှာငါပြောသည့်နှလုံးစားသုံးခြင်းအပြင်အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အစာအိမ်အနာနဲ့အစာအိမ်ကန်စာလိုမျိုးရောဂါတွေကနေပြီးတော့တိတိတတ်တာကာကွယ်ပေးနိုင်ပါတယ်။ငါပြောသည့်ရာစွမ်းအင်ပေးနိုင်တဲ့တိတိတမျိုးထပ်ပို့ပါတယ်။ ငါပြောသည်ဟာအစာအိမ်ရဲ့အကာအကွယ်အလွာကိုအားကောင်းစေပြီးတခြားအကာအကွယ်အချွဲတွေထုတ်လုပ်မှုကိုလည်းလှုံ့ဆော်ပေးတဲ့အတွက်ကြောင့်မလို့တဘာဝအတိုင်းလှုံ့ဆော်ပေးနိုင်တဲ့အသည့်တစ်မျိုးဖြစ်ပါတယ်။ဒီလိုမျိုးလှုံ့ဆော်ခြင်းအပြင်အစာအိမ်အဆစ်ကိုထိမ့်ပေးပြီးတော့အစာအိမ်ကိုအနေရရနေပြီးတော့ကာကွယ်ပေးပါတယ်။ဒါအပြင်အစာအိမ်ရဲ့အကာအကွယ်အလွာကိုအားကောင်းစေတဲ့အတွက်ကြောင့်မလို့အနာနဲ့ကန်ဆာဖြစ်နိုင်တဲ့ဖက်တီးရီးယားတွေကိုလည်းရှင်းချပေးပါတယ်။ ။နောက်ပြောသည်မှာ flavonoids နဲ့ antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကျွဲဝသွားပါဝင်တဲ့အတွက်ကြောင့်မလို့ရောင်ရမ်းမှုတွေနဲ့ခန္ဓာကိုယ်ပျက်စီးခြင်းကိုကာကွယ်ပေးပါတယ်။ဒါအပြင်နောက်ပြောသည်မှာပါဝင်တဲ့အမြင်ဓာတ်တွေကအစာချေလုပ်ငန်းကိုချောမောစေပြီးတော့ခုခံအားစနစ်တစ်ခုလုံးအကောင်းစေတဲ့အတွက်ကြောင့်မလို့ရိုရိုရှင်းနဲ့စားသုံးမှု လွယ်ကူတဲ့ကုန်ကျစရိတ်အရန်သက်သာတဲ့နောက်ပြောသည်ဟာကျမ်းမာရေးလိုက်စားသူတွေအတွက်အရန်ကိုအကျိုးကျေးဇူးများစေတဲ့အတိတ်တမျိုးဖြစ်ပါတယ်။ ဒါအပြင်မပြောသေးတာသွေးရင်းတကြားဓာတ်ကိုလည်းထိမ့်ညှိပေးပါရစေ။ကျမတို့ရဲ့အစာချေစနစ်ကိုလည်းမြင့်တင်ပေးရစေ။နောက်ကိုယ်လေးချိန်ကိုလည်းကြာစီပါရစေ။ကိုယ်လေးချိန်ချဖို့ရည်မှန်းထားတဲ့သူတွေဆိုရင်မပြောသေးဘူး စားပေးတဲ့ပေါ့နော်။ငါပြောသည်မှာကယ်လိုရီပမာဏလဲပြီးတော့ပရိုတင်းဓာတ်နဲ့တခြားအကျိုးပြုအာဟာရဓာတ်တွေအများကြီးပါဝင်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်။အမြင်ဓာတ်ပါဝင်မှုများတဲ့အတွက်ကြောင့်မို့လို့ကိုယ်လေးချိန်ကိုကြာစီပြီးတော့အစာမကြာခဏစားခြင်းစိတ်ကိုထိန်းပေးတဲ့အဝမလွန်စေဖို့ကူညီပေးနိုင်ပါတယ်။ နောက်နှလုံးနဲ့ကြောက်ကပ်ကိုလည်းကျန်းမာစေပါတယ်။ငါပြောသည်မှာနှလုံးနဲ့ကြောက်ကပ်အတွမ်းမရှိမဖြစ်အာဟာရဖြစ်တဲ့ပိုတက်ဆီယမ်ဓာတ်တွေအများကြီးပါဝင်နေတယ်။ဒါအပြင်ပိုတက်ဆီယမ်ဓာတ်တွေကသွေးတိုးကျစေတဲ့အတွက်ကြောင့်မလို့နှလုံးနဲ့ဆက်ဆက်တဲ့ယောဂါတွေဖြစ်မလာစေဖို့ကာကွယ်ပေးပါတယ်။နှလုံးအားကိုကောင်းစေပြီးတော့တက်လုံကောင်းပြီးတော့အမောခံနိုင်ရှိစေပါတယ်။နောက်ငါပြောသည်မှာ ပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကအရန်ကို ကောင်းလေကျမတို့ခန္ဓာကိုယ်အတွက်အကျိုးပြုတယ်ဒီတက်တိုးဆန့်ကျင်ပစ္စည်းတွေကကိုခန္ဓာအားစနစ်ကိုမြင့်တင်ပေးပြီးတော့ယောဂါတွေကိုတိုက်ထုတ်ပေးတယ်အရွယ်မတိုင်ခင်အိုမင်းရင်ရောခြင်းတွေနှိပ်ကွေးစေပြီးတော့ဇီဝကာမဖြစ်စဉ်ကိုမြင့်တင်ပေးပါတယ်နှလုံးယောဂါသွေးတိုးယောဂါဖြစ်နိုင်ခြင်းကိုကျော်နေစေပါတယ်အာကစားသမားတွေအတွက်လည်းအယံကိုအကျိုးပေးတယ်အကျိုးပြုတဲ့အသီးပေါ့နော်ငါပြောသည့်ဟာတနေ့တာအတွင်းကုန်ဆုံးသွားတဲ့အားအင်တွေကိုပြန်လည်ဖြည့်တင်းပေးဖို့ အယံကိုကောင်းမွန်တဲ့အသည့်ဖြစ်ပါတယ်။ကျမ်းမာရေးလိုက်စားတဲ့သူတွေအာကစားသမားတွေအတွက်သာမကဒီလေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက်ပါအကောင့်တို့အများကြီးဖြစ်စီပါတယ်။ပို့ပြီးအမောခံနိုင်တဲ့အတွက်အလေးအပင်တွေမတဲ့အခါအာဆိုင်ထုံတို့လွယ်တယ်။နောက်အချိန်တို့အတွင်းမှာကြွက်သားတိဆောက်ဖို့အတွက်ရည်မှန်းထားတဲ့သူတွေဆိုရင်ငပြောသီးကိုဂျင်းမကစားခင်တစ်လုံးလောက်ဖြစ်ဖြစ်စားပေးရဖို့ကောင်းပါတယ်။ ငါပြောသည့်တလုံးရဲ့အစွမ်းကအစာအိမ်ကန်ဆာနဲ့အနာတွေကနေကာကွယ်ပေးနိုင်အောင်တာမကတခြားသောကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိစေတဲ့အတွက်ကြောင့်မလို့လူတိုင်းလူတိုင်းတစ်နေ့ကိုငါပြောသည့်မနက်တလုံးညတလုံးလောက်တော့စားပြီးဖို့အတွက်အကြံပြုချင်ပါတယ်